မင်္ဂလာပါနေကောင်းကြသလားဒီနေ့ကျတော့မင်္ဂလာရှိတော့သူပတ်လေနော်ပတ်ဖို့ကိုချိမဲစိတ်နှုံညံ့တင်မဲ့တော့သူဒီမင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့ဒီပြီးတော့ကိုအမွေခံရကြလတန်းတဲ့ဆိုတော့အကျန်တပုဂ္ဂိုလ်တွေကဘာဘလို့လို့ပြောတာဘလို့အတိတ်ပဲပြန်ကြတယ်လေဆိုတာကြည့်ရအောင် စိတ်မုံညံ့နေတိမ်မွေတော့သူဆိုတာကနှိမ်ချတတ်တဲ့လူနော်ပြီးရင်မုံညံ့တဲ့လူယဉ်ကျေးတဲ့လူနော်သူ့မှာအာတန်ရတ္တနဲ့သူ့အာကိုထိန်ချုပ်ထားတတ်တယ်နော်ပြီးရင်ဆုလရဖူဟာဆိုရင်တော့ဒီလောကမှာဖျားခင်ကြိပ်ပေးထားတဲ့နိုင်ငံ ဒီမြေကြီးပေါ်မှာလည်းကောင်းကြီးခံစားမယ်ပြီးရင်လာလာတန်တော့အချိန်မှလည်းနိုင်ငံတော်ဝင်ဆိုင်ရမယ်ပြီးရင်နှိမ့်ချတဲ့နုံညံ့တင်မွေတယ်လို့ပြောတဲ့အခါမှာသူ့မှာအားမရှိဘူးသူ့မှာညံ့တယ်အဲ့ဒါမျိုးဟုတ်ဘူးနော်အားရှိရတဲ့နဲ့အားတန်ရတဲ့နဲ့ကိုကိုကိုထိန်ချုပ်နိုင်ခြင်း အဲ့ဒါကိုဆိုလိုတာဖြစ်တယ်ဘီင်သူရဲ့တတောင်ကိုဖျားခင်းစီမှာဆက်ကပ်လို့ဖြစ်တယ်နော်ဆိုတော့နှုံညံ့တင်မွေချင်းဆိုတာကအာတန်တော့အရာကိုထင်းချုံနိုင်ချင်းဒီ Greek စကားလုံးမှာဆိုရင်တော့လို့ပြောမနေတင်ရန်ပေထပီတာမြင့်တကောင်လို့သူကသတ်မှတ်တယ် ညင်းစလေတင်နမပေးသေးဘူးဆိုရင်သူကတိုက်တယ်လို့နော်ယုံမှာပေါ့ဒါပေမဲ့သူ့ကိုတင်ပေးထားပြီးပြီဆိုတော့ရင်ရင်ကျဲကျဲနဲ့သူဘလောက်ပဲအားတညင်လေသခင်အလိုတိုင်းသူကသွားတက်လာကတပေါ့နော်ဆိုတော့အဲ့လိုပုံစံပေါ့တင်ရန်ရပိတာမြင့်တကောင်တို့သူကတတ်မှတ်ထား ခုနကျမပြောသလိုသူ့မှာအာယုလို့မတန်ဆွမ်းလို့အရာမျိုးမဟုတ်ပဲနဲ့အာတန်ယတန်နဲ့သူ့အာကိုဒေါ်ဒေါ်တာထွက်ချင်းဒီနော်စိတ်ဆိုးချင်းဒီမမတုံးဘူးကိုအကျိုးရအောင်သူမတုံးတဲ့ဟာကိုငုံညံ့တင်မွေးတယ်လို့ခေါ်တယ်။ဒီရင်နှိမ်ချပြီးမှယုံကြည်စိတ်ချတ် ချင်းဘုရားရှင်ပေါ်မှာယုံကြည်နိုင်ခြင်းကိုလေပြတာဖြစ်တယ်။ခရီးရင်သူကတီးခတ်နိုင်တယ်နော်။အဖာရှိရတာနဲ့လေအဲ့ဒါကိုသူကခါတီးဖို့မရှိစွာနော်။သူကခံနိုင်ရရှိတယ်။ပြီးရင်အဂလေးဆာမချေပဲနဲ့သူကတီးခတ်နိုင်ခြင်းကိုလုံးရင်တိမွေတယ်လို့ခေါ်တယ်။ ပြီးရင်ခုနကျွန်မပြောတယ်လို့သူတို့ခံစားရမယ့်အရာဆိုရင်တော့ဒီလောကမှာလေကောင်းကြီးခံစားမယ်ပြီးရင်လာတတ်တော့ဖျားခင်ရဲ့နိုင်ငံတော်နော်အိုချင်းနာချင်းနော်အေးအပြစ်တွေမရှိတော့တဲ့ဟာအဲ့နေရာမှာစံစားရမှာဖြစ်တယ်ဆိုတော့ဒီငုံညံ့တင်မွေဖို့ဆိုတော့ကဒါမှလူတူအနေနဲ့တော့မလွယ်ဘူးအဲ့ဒါကြောင့် တချင်းတော့ငင်းတော့ရမစာချင်းကိုကျမတို့တောင်းခံမယ်အဲ့ဒါမှပဲကျမတို့ကဒီအရေးချင်းကိုပိုင်တတ်နိုင်မှာဖြစ်တယ်ဆိုတော့ဒီလောကမှာလည်းကောင်းကြီးကံရမယ်လာလာတန်တော့နေရကလာမှာလည်းနိုင်ငံတော်ဝင်စားရမယ်ဖျားရှင်ကောင်းကြီးပဲစေကျေးဇူးမြတ်တင်တယ်အလိုတော်ရှိတဲ့အခါပြန်တွေ့ကြမယ်ဘိုင်ဘိုင်